ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ AK Moral Stories Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။အမအမအခုချိန်ဒီပြင်ဆင်လို့မပြီးသေးဘူးလား။ဒီခါနဲ့ပါဆိုရင်အမေလာခေါ်ခိုင်းတာ၄ခါရှိနေပြီ။အမကိုလေကျမနဲ့တူတူဒီတခါမခေါ်ဝိုင်းအမေကကျမကိုရိုက်တော့မှအေးပါခဏလေးနေပါဦး။ပါအနေနဲ့တင်ပြီးတော့နှခမ်းနေနေထပ်ဆိုးလာအောင်မယ်။၂မိနစ်ပဲဆောက်ဟုတ်ပြီလား။ဒီလိုပြောလိုက်တဲ့သူကတော့ဒီအိမ်ရဲ့ ်ခြေမအစ်စ်လေးဖြစ်တဲ့မန်စီပဲဖြစ်ပါတယ်။မန်စီကသူမရဲ့မိကပ်ကိုနောက်တစ်ခါထပ်မံခြေတလိုက်ပြီးတဲ့နောက်သူမရဲ့ရောင်မဖြစ်သူဆိုမီကတော့သူမနားကိုလာရက်ပြီးကြည်နေခဲ့ပါတယ်။ဖျားရင်အမမျက်တောင်နေကြွကြကုန်ပြီမဟုတ်ဘူးဆိုမီရဲ့ဒီဟာကမျက်တောင်အတူတွေဒီမှာကြည့်ကော်နဲ့ညလုံးပေါ်မှာဒီလိုကဲရတဲ့ဟာ ဟာလှလိုက်တာအမ်ပြီးတော့ဒါကဘာကြီးလဲဒါက blusher လို့ခေါ်တယ်ပြီးတော့ဒါ highlighter ပြီးတော့ဒါ eye shadow palette ပြီးရင်ညုံကနောက်တစ်ခုပြเสียရှိသေးတယ်ဒါကြည့်လိုက်ပါဦးငါရဲ့နှခမ်းညီစူဆောင်းထားတဲ့ဟာတွေအမလီ အမမေကပ်ပစ္စည်းတွေအမမှာဒီလောက်တော့အများကြီးရှိတာလားကျမမှာတော့လေအပန်းရောင်နှခမ်းညီတစ်ချောင်းပဲရှိရဲဒါတော့အမကျမကလေအမေကိုမနှဲပူဇာထားတာလွန်ခဲ့တဲ့တစ်နှစ်တုန်းကပေါ့ဟမ် လွန်ခဲ့တဲ့တနှစ်တုန်းကနှခဏီတခြားမဲပါလို့မင်းမရှိရလဲပြီးတော့ဒီအသက်ရွယ်ဆိုလို့ရှင်အားလုံးကအလှပြင်နေကြပြီမဟုတ်ဘူးလားဟုတ်တယ်အမေရမိတ်ကလိန်နာမကြိုက်ဘူးလေကျမတငယ်ချင်းနေဆိုရင်အကုန်မိတ်ကတွေအများကြီးလိန်နေကြပြီအိုးကိစ္စမရှိဘူးနောက်ခါပွဲသွားစရာလာစရာရှိရပဲဖြစ်ဖြစ်အပြင်သွားစရာရှိရပဲဖြစ်ဖြစ်အမရဲ့မိတ်ကတွေလာလိန်ဟုတ်ပြီလား ီးတော့မင်းမသားမင်းပါလို့အလှမပြင်တာလဲဘာဖြစ်လို့လဲဆိုတော့ကျမကိုကကိုဘလို့မိတ်ကက်လင်းရမလဲဆိုတာမသိလို့ဟာတနာစရာကောင်းလိုက်တာလာဒီမာထိုင်ငါနေ့ကိုမိတ်ကက်လင်းပေးမယ်ဆိုမီကကလထိုင်ပေါ်မှာပျော်ရွှင်စွာနဲ့ထိုင်လိုက်ပါတယ်မန်စီကတော့သူ့မကိုမိတ်ကက်လင်းချေပေးနေပါတယ်အဲ့ဒီအချိန်မှာပဲသူတို့နေရာစလုံးကအပြင်ဘက်မှာလူတွေကမန်စီတို့ကိုစောင့်နေတယ်ဆိုတာကိုမိသွားခဲ့ကြတယ်ဆိုမီနဲ့မန်စီတို့ကထွက်မလာတာအတော်ကြာတဲ့အချိန်မှာတော့ဆိုမီရဲ့အမေဖြစ်သူကယ်လနီကမန်စီရဲ့အခန်းထဲကိုသူ့မကိုရိုင်းရောက်လာခဲ့တယ် ပြီးတော့အခင်းထဲမှာရှိလာရတဲ့မြင်ကွင်းကိုတွေးလာရတဲ့အချိန်မှာတော့သူမရဲ့ဒေါသ level ဟာအမြင့်ဆုံးကိုရောက်သွားခဲ့ပါပြီ။ဆိုပြီးငါနှစ်ကိုဒီလိုမိခဲ့တွေထိုင်လိမ့်နေဖို့အတွက်နှစ်ကိုဒီအခင်းထဲကိုငါပို့လိုက်တယ်လို့များထင်နေတာလား။မဟုတ်ဘူးအမေအမေတမီရှင်းပြပြစေ။အမေရဲ့ဆိုမီကိုစိတ်မဆိုးပါနဲ့။တမီကပဲသူ့ကိုလိမ့်ပေးလိုက်တာပါ။အေးနေတော့နှစ်ယောက်လုံးတော့ကြက်ကြက်တရီထား။ဒီမှာကြည့်လေအမေဆိုမီဘလားတောင်လှသွားလဲ။လှတယ်။အထက်တန်းစားဆုံးမတယောက်နဲ့ပဲတူတယ်။နင့်လို့ပေါ့။ဆိုမီသွား ကျမဦးစုံညမျက်နှာကိုအရင်တက်လိုက်ပြီးလို့ရှိရင်လူတိုင်းအတွက်လက်ဖက်ရည်နဲ့ကော်ဖီယူလာခဲ့သူမအမေရဲ့စူပူချိန်မောင်းတန်ကိုကြားလိုက်ရတဲ့အချိန်မှာဆိုမီကအယမ်းကြောက်သွားပြီးတော့တိတ်တိတ်လေးထွက်သွားကသူမမျက်နှာကိုသွားသိခဲ့ပါတယ်သူမထွက်သွားတာနဲ့ကယ်လန်နီကမန်စီဖက်ကိုလှည့်ပြီးဒီလိုပြောတယ်ငါသမီးကိုနောက်တစ်ခါမိတ်ကပ်ပြင်ပေးရဲ့ပြင်ပေးကြည့်မင်းငါနဲ့တွေ့မယ်ဒါမဲ့အမေဘာဖြစ်လို့ကျမနဲ့တူလာတာ ။ဘာများမှားလို့လဲ။မှားလို့လဲ။အေးမင်းမားနေရာတစ်ခုတော့ရှိရဲ။ငါနေကိုနောက်တစ်ခါပြောပြလိုက်မယ်။ဒါပေမဲ့မင်းအခုအိမ်လုံးလှုပ်ဆရာတွေရှိသေးတယ်။အိမ်လုံးလှုပ်ဆရာတွေကိုမလှုပ်ပဲနဲ့မင်းကအလှပြင်တာနဲ့ပဲအချိန်ကုန်နေတာလေ။ငါသမီးလည်းနဲ့လို့အချိန်ကုန်နေလို့ရှိရင်ရောက်မှအိမ်မှာအဆူခံရလိမ့်မယ်။တည့်ရဲ့လား။အမေရဲ့အမေနဲ့ပတ်သက်ပြီးသမီးကလည်းငင်းခုန်စရာအကြောင်းမရှိတော့ပါဘူး။အေးအင်းနီနာချင်းက မိမတွေလာတော့မှနောက်တနားရီဆိုရောက်လာတော့မယ်ဟမ်နင်းမျက်နှာမိတ်ကက်လိနေဖို့အချိန်ရှိသေးတာလားသူတို့ဘာတွေနဲ့တဲ့ခင်အက်ခံကြွေးမွေးမလဲဆိုတာမစင်စားတော့ဘူးလားဒီလိုပြောပြီးတော့ကယ်လန်နီကအခန်းထဲကနေထွက်သွားခဲ့ပါတယ်မန်စီကလည်းသူမမျက်နှာကိုပေါ်အားဖုံးကအခန်းထဲကနေထွက်လာခဲ့လိုက်ပါတယ်ကယ်လန်နီမှာတော့ကလေးနှစ်ယောက်ရှိပါတယ်အကြီးဆုံးသားနာမည်က Vinesh လို့ခေါ်ပြီးတော့အငယ်ဆုံးသမီးလေးကတော့ဆိုမီပါ finish ကမန်စီနဲ့အတူတူကြောင်းတစ်ကြောင်းထဲမှာတက်ခဲ့တာဖြစ်ပြီးနောက်ပိုင်းမှာဆိုရင်တော့သူတို့ဟာတငယ်ချင်းဖြစ်ကနေချစ်သူအစိမ်ကိုတက်သွားခဲ့ကြပြီးအခုဆိုလို့ရှိရင်တာယာရဲ့မိသားစုဘွားလေးကိုတောင်တီထောင်ထားခဲ့ကြပါပြီ။ကလနီကအစတော့ကဒီသူတို့ရဲ့လက်ထပ်မှုကိုကန့်ကွက်ခဲ့ပေမဲ့နောက်ပိုင်းမှာဆိုရင်တော့မန်စီနဲ့သူသားကိုသဘောတူလိုက်ပါတယ်။အစတော့ကဘာလို့ကန့်ကွက်ခဲ့လဲဆိုတော့မန်စီကချမ်းသာရဲ့မိသားစုကနေပေါက်ဖွားလာတဲ့မိန်းကလေးဖြစ်တာကြောင့်ဘာအိမ်အလုပ်ကမှမလုပ်တတ်မှာမဟုတ်ဘူးဆိုပြီးတော့သူမကထင်ခဲ့တာပါ။ချမ်းသာမှာဆိုရင် င်လဲမန်စီကတော့ကလန်နီနဲ့ဆန်ကျင်ဘက်ကိုပဲတွေးတောနေခဲ့မိပါတယ်မန်စီညငါဆဆောဟာပြောပြီးသားအမေနဲ့အထိုက်ခံမလုံးနဲ့အမေကဒီလိုပြောနေတာလူရန်ကိုပြောနေတာသူအကျင့်လိုဖြစ်နေပြီလစ်လျူရှူထားလိုက်ပါမဟုတ်ဘူး vanish အမေနဲ့ဆိုမီကိုဒီတိုင်းပဲလွတ်မထားနိုင်ဘူးဆိုမီဘလောက်တနာစရာကောင်းလဲမိန်းကလေးတယောက်ကအလှပအရေးကြီးတယ်ဆိုမီလဲလှချင်ပါချင်ပါပဲလေအေးပေါ်အရင်တော့ကတော့ဒီလိုဖြစ်ခဲ့ပါတယ်ဒါပေမဲ့ကိုရိုအဖေဆုံးသွားပြီးတဲ့နောက်ပိုင်းမှာဒီလိုမိတ်ကပ်ပြင်ဆင်ရတာအမေကမုန်းသွားတာဖြစ်မယ်ငငယ်ရွယ်နဲ့မဟုတ်ဆိုမှဖြစ်သွားတော့အပြင်သွားလို့ လိုမိတ်ကက်တွေပါရင်လင်းချဲသွားလို့ရှိရင်နောက်ရောက်ကြယူမှာပဲလို့လူတွေကကြည့်ရကြတဲ့အတွက်အမေကမိတ်ကက်တွေကိုမုန်းနေတာဖြစ်နိုင်တယ်။ကျမနားလဲပါရင် vanish ပြီးတော့ကျမကိုယုံကြည်ပါကျမအမေစိတ်ဓာတ်တွေကိုလုံးဝပြောင်းလဲပေးနိုင်လိမ့်မယ်လို့ယုံကြည်တယ်။ပြီးရင်သူကအလားပါပြန်ကြိုက်လာပြီးတော့လုံးဝပြုံးလာနေစေရမယ်။အဲ့လေမိမသဘောပါပဲ။အိုးအမအအရေးကြီးကိစ္စတော့မဟုတ်ပါဘူး။ဒါပေမဲ့အိမ်လုပ်တွေဘယ်တော့ပြီးမှလဲရင်အာတကယ်တော့ပြီးတော့မှာပါဘာဖြစ်လို့လဲ။ဒိုင်းထားလိုက်လေ။အာဒိုင်းထားလို့ဘယ်ဖြစ်မလဲ။အမေလာလို့ရှင်ကျမပဲအဆူခံရအောင်ပါ။ထပ်ပြီးအဆူခံချင် ေးလို့လားဒီနေ့အတွက်တကယ်တော့ကျမကလေအိုင်လိုက်နာဘယ်လိုဆွဲရလဲဆိုတော့အမဆီကတင်ချင်တာကျမတကယ်ချင်းနေအားလုံးကလည်းအိုင်လိုက်နာဆွဲတတ်တယ်ကျမတယောက်ပဲမဆွဲတတ်တာ Okay ကောင်းပြီငါနေကိုကောင်းကောင်းတင်ပေးမယ်ဒါပေမဲ့နေတိုင်းနေတိုင်းတော့လေ့ကျင့်ရမယ်နော်အဲ့ဒီအချိန်မှသာ မင်းရဲ့လက်ကကျင်သားရလာမှာဟမ်ထားလိုက်ပါတော့ဒါဆိုရင်လေတနေ့တနေ့အမေခိုင်းတဲ့အိမ်လုပ်တည်နေတာမပြီးနိုင်သေးဘူးဘလို့လို့တနေ့ကုန်ထိုင်ဆွဲဖို့အချိန်ရမှာလဲအေးမင်းကိုမင်းအချိန်မတုံးဘူးဆိုလို့ရှိရင်မင်းဘရောမလှပလာမှာမဟုတ်ဘူးနော်ငါနေ့ကိုအဲဖူးမိတ်ကပ်ဘလို့ပြင်ရလဲဆိုတာသင်မင်းမယ်ပြီးလို့ရှိရင်သူဖျားကြောင်းသွားတဲ့အချိန်မင်းကအိမ်မလေးကျင်းပေါ့ဟုတ်ပြီလားမန်စီရဲ့စကလုံးလေးကိုကြားတဲ့အချိန်မှာဆိုမီကအယံကိုပျော်ရွှင်သွားခဲ့ပါတယ်ပြီးတော့ရက်အနှင်းငယ်ကြားတဲ့အချိန်မှာတော့ဟေးဆိုမီကိုဘယ်မှာတွေ့မိသေးလားအင်းတွေ့မိရဲ့လေဆိုမီနဲ့နေ့ရက်ချွေးမ မနဲ့ beauty parlor အတူတူသွားလိုက်ကြတာအာမဖြစ်နိုင်ပါဘူးဒါပေမဲ့တကယ်လားတကယ်ငါမျက်စိနဲ့တေချာတက်အပ်ကိုမြင်ခဲ့တာဆိုမီအဲ့လိုသွားလိုက်တယ်ဆိုတာကိုကယ်လနာကြားပြီးတော့လုံးဝကိုတီးမခံနိုင်ဖြစ်သွားခဲ့ရတယ်ဒီနေ့မှာတော့ဆိုမီနဲ့မန်စီနီယောစလုံးကိုသူမကကောင်းကောင်းလေးကိုစုပူချိန်မောင်းမယ်လို့တွေးထားလိုက်တယ်ပြီးတော့သူတို့နှစ်ယောက်အိမ်ပြန်လာတဲ့ချိန်မှာအမလီမမင်းကြီးမတွေပြန်လာကြပြီလားလာဒီမှာထိုင်ပါအောင်ဟမ်နင်ကောငါ ငါသမီးကိုငါခွင့်ပြုချက်မပါဘဲနဲ့ဘာဖြစ်လို့အပြင်ခေါ်သွားရတာလဲဖြူတီပါလာသွားကြရဲဆိုဟာအမေတတိနေတော့အမေဘာမှမသိဘဲနဲ့မင်းပြဆက်ပိတ်ထားဆိုပြီးမဟုတ်လို့ရှင်ငါနင့်ချိရကိုရိုက်ချိုးပြစ်မယ်မင်းဘာဖြစ်လို့ငါသမီးအပြင်ခေါ်သွားရတာလဲအမေဒါသူ့အတွက်မရှိမဖြစ်အရေးပါတဲ့အရာမို့လို့ကျမခေါ်သွားရတာပြီးတော့သူတို့ကဖြူတီပါလာပဲသွားကြတာမဟုတ်ဘူးဆိုမီရဲ့ကျောင်းအပ်ခအတွက်သွားကြတာကျောင်းအပ်တယ် ဆိုမီဘယ်မှာလဲဟမ်ငါ့ကိုလည်းဒီအကြောင်းမပြောပါလားမပြောဘူးလေတကယ်လို့ပြောလို့ရှင်အမေကကန့်ကွက်မှာပဲ ਉ အမေမန်စီနဲ့ကျွန်တော်ကဆိုမီကိုချောင်းကောက်ကောက်မှာထားဖို့အတွက်သွားအပ်ပြီးလိုက်တာ မလိုပါဘူးဒါရီအားလုံးကပတ်စံအလကားဖြုံးနေတာတွေကြီးပဲစာရီအားလုံးပြီးွားရင်ဆိုမီကဘာဖြစ်လာမှာလဲမိမိမလိုလူတယောက်ဖြစ်လာမှာလားမဟုတ်ဘူးအမေဆိုမီကကျမလိုဖြစ်လာစရာမလိုပါဘူးကျမထက်ကောင်းတဲ့သူပဲဖြစ်လာဖို့လိုတာကြည်စမ်းပါဦးလွန်ခဲ့တဲ့လတုန်းကဒီမြို့ရဲ့မိတ်ကပ်ပြိုင်ပွဲတစ်ခုမှာဆိုမီကပထမဆုံးရခဲ့တယ်လေသူမကမိတ်ကပ် artist တယောက်တော့မဟုတ်ဘူးဒါပေမဲ့မြို့မှာရှိတဲ့နာမည်ကြီး artist တွေအကုန်လုံးကိုကြော်ဖြတ်ပြီးတော့အနိုင်ယူနိုင်ခဲ့တာသူမကလုံးဝကို ပါရမီနဲ့မွေးဖွားလာတယ်လို့ကျမထင်တယ်။အဲဒီအချိန်မှာပဲသူမရခမဖြစ်သူရဲ့လက်ကိုကင်ထားတဲ့အချိန်မှာဆိုမီကဒီလိုပြောပါရယ်။အမေဒါရီအားလုံးကအမေအတွက်ပါပဲ။ကျမကိုခွန်လို့ပါနော်။ဒါပေမဲ့အဖြစ်မှန်ကတော့ကျမကအမလိုဘရောမဖြစ်လာမှာမဟုတ်ဘူး။မဖြစ်လို့လဲဆိုတော့သူမကလူတသန်းမှာတယောက်ပဲရှိနိုင်တဲ့ထူးခြားတဲ့လူလေ။သူမကျမရဲ့အမတည်းမဟုတ်ဘူး။ကျမရဲ့တငငချင်းလေးဖြစ်သေးတယ်။ပြီးတော့ကျမလိုအပ်တာတွေအကုန်လုံးကိုအမကပံ့ပိုးပေးခဲ့တာဒါကိုကြားလိုက်ရတဲ့အချိန်မှာကလျာဏီရဲ့ ရှင်ဘတ်ထဲမှာအရန်ကိုခန်းစားသွားခဲ့ရပြီးသူမရဲ့အမားရီကို လုံးဝကိုတတိပြုမိလာခဲ့ပါတော့တယ်။သူမကအဆိုမီရဲ့ကံကိုညင်ညင်တသာလေးပုတ်တက်လိုက်ပြီးတဲ့နောက်မှာတော့သူမရဲ့မျက်နာမှာရှည်ရွံမှုတွေနဲ့အာနာမှုတွေနဲ့ပြည့်နှက်လာခဲ့ပါတယ်။သူမရဲ့အိမ်လုံးကိစ္စတွေကိုလင်းဟင်းနေဆိုတဲ့အကြောင်းပြချက်နဲ့သူမကချွေးမဖြစ်သူကိုနေ့တိုင်းစူပူနေခဲ့မိတာဖြစ်ပြီးသူသမီးဒီလိုပြောင်းလဲသွားတဲ့အတွက်အခုချိန်မှာတော့ချွေးမဖြစ်သူကိုအရန်ကိုကျေးဇူးတင်နေခဲ့ပါတော့တယ်။ ဟုတ်ကဲ့ပါရှင်ဇလန်လေးကိုကြားနေတဲ့တဲ့ဆိုရင်တော့ channel လေးကို like and subscribe လေးနှိပ်ပေးခဲ့ကြပါအောင်နော်ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်